မှန်ကန်တဲ့တရားဥပဒေစိုးမိုးရေးလိုလာပြီး2008ဖွဲ့စည်းပုံကိုစန့်ကျင်တဲ့ကြွေးကြော်တန်တွေနဲ့ရန်ကုန်မြို့လေကောင်ကဗပေးတဲ့မြို့နယ်ဒေသခံ30ကျော်ဟာမတ်လ30ရက်နေ့မှာဆန္ဒပြခဲ့ပါတယ်။ပြည်သူ62ရာခိုင်နှုန်းကျော်ကထောက်ခံမှုနဲ့အတီးပြုထားတဲ့ဖွဲ့စည်းပုံကိုဘာကြောင့်လက်မခံကြတာလဲ။ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်က2008ဖွဲ့စည်းပုံကိုပြည်သူ62ရာခိုင်နှုန်းကျော်ကထောက်ခံခဲ့လို့အတီးဖြစ်လာတဲ့ဆိုတဲ့ပြောဆိုချက်ဟာမမှန်ဘူးဆိုတာတက်တည်ပြလိုတာကြောင့် အခုလိုဆန္ဒပြတာလို့ဆိုပါတယ်ဒီဥပဒေကဘယ်လိုပဲပြတ်တပြတ်တဟိုခွေပြီးတဲ့အပိတ်ကတပိုင်ဖြစ်ပြီးတော့ဖားစီတဲ့အပိတ်ကတပိုင်ဖြစ်တယ်သူကဖွင့်တဲ့အပိတ်နဲ့ဥပဒေကသူတို့လုံးချင်းသူတို့လုံးလို့ဆိုတော့ပြည်သူတွေကဒီမျိုးစုံနဲ့ခံစားနေရအဲ့တော့ဒါတွေကိုကျွန်တော်တို့ပွင့်လင်းမိတော်မှုရှိရလွတ်လပ်စွာထုတ်ဖော်ပြောသွားပြီးတော့လူတွေလူတွေရဲ့ဦးစီးရဲ့ရပိုင်ခွင့်တွေဝင်ရည်တွေအပြည့်အဝရရှိမှုဒီခက်ခဲတဲ့ဥပဒေပုံမှန်တွေကိုပြင်ဆင်မှလာတယ်ကျွန်တော်အဆင်ပြေသွားလိမ့်မယ်ကြိုးကြည့်ပါ ပုံမှန်59ကာကြီးနဲ့စာလုံးကိုပြင်ဆင်ပေးဖို့ပုံမှန်436ကိုပြင်ဆင်ပေးဖို့စတဲ့ကြွေးကြော်သံနေနဲ့တောင်းဆိုခဲ့ပြီးနိုင်ငံကောင်းဆောင်ဆိုတာပြည်သူကရွေးရမှာဖြစ်လို့တရားမျှတမှုရှိတဲ့ရွေးချယ်မှုကိုလက်ခံမယ်လို့လည်းဆိုပါတယ်။ဖွဲ့စည်းပုံခြေကံဥပဒေကိုအမြန်ဆုံးပြင်ဆင်ပေးမှမြမပြည်သူတွေအတွက်အခွင့်အလမ်းမဲ့နေတဲ့အနာဂတ်ကနေအမြန်ဆုံးရုန်းထွက်နိုင်မယ်လို့ပါဝင်ဆန္ဒပြသူ NLD ပါတီဗဘဲတန်းရဲ့ဒုတိယဥက္ကဋ္ဌကပြောဆိုပါတယ်။ လက်ရှိပြည်သူလူထုရဲ့ပေါ်ထုတ်ပြတဲ့စန္ဒာနဲ့အညီကျွန်တော်တို့အမြန်ဆုံးပြုပြင်ပြောင်းလဲဖို့လိုအပ်နေပါတယ်ပြင်လဲပြင်ဆင်ဖို့လိုတယ်တကယ်လို့သူပြင်ဆင်ဖို့အတွက်နောင်နေကြံ့ကြာမှုတွေဖြစ်ကျွန်တော်တို့တိုင်းပြည်ရဲ့ဒီမိုကရေစီရှောက်နေတဲ့လမ်းကြောင်းပေါ်မှာခက်ခဲမှုတွေဖြစ်နိုင်လို့ပြည်သူလူထုအတွက်အကျိုးယုံနေတာမှုတွေဖြစ်နိုင်တဲ့အခြေအနေဖြစ်တဲ့အတွက်ဒါအမြန်ဆုံးပြင်တဲ့လမ်းကြောင်းအကောင်းဆုံးတော့အဖြစ်ဖြစ်တယ်လို့ဒီနေ့မြန်မာနိုင်ငံရဲ့အခြေအနေကကျွန်တော်တို့ဒါကိုပြောချင်ဖွဲ့စည်းပုံပြင်ဆင်ပေးဖို့မြန်မာနိုင်ငံအနှံ့မှာ နေ့စဉ်ရက်ဆက်ဆန္ဒပြတောင်းဆိုလှုပ်ရှားမှုတွေပေါ်ထွက်နေသေးဖြစ်ပါတယ်။